ဟယ်လိုအားလုံးပဲမိင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေဆိုတော့ Chelsea နဲ့ကစားခဲ့တဲ့ပွဲစဉ်ကကစားသမားတွေရဲ့ player rating ကိုကျွန်တော်ပြောကြည့်အောင်ပါဆိုတော့ Chelsea နဲ့ပွဲမှာဆိုလို့ချင်တော့ကျွန်တော်တို့က United က1-0နဲ့ကျွန်တော်ရှုံးခဲ့ပြီးတော့အဲ့ဒီပွဲမှာစုစုပေါင်းမှာ5ပေါက်တဲ့တာတစ်ချိန်ပဲကျွန်တော်ရှိခဲ့တယ်ဗောနော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြည့်ရင်ကိုပဲကိုအတင်းဘလောက်ထိတိုင်ပတ်နေတယ်လဲကျွန်တော်တွေ့နိုင်တယ်ဆိုတော့ထားပါเนาะနံပါတ်1နေတဲ့ကိုယ်မ Andre Onana เนาะ Andre Onana ready number 3ပဲ ဆက်မရီနေဘက်3ပဲဒါတော့မှဒီတက်ရှော့ကျင်သေးတာเนาะဟိုမကောင်းတက်လို့ဟိုတပွဲလုံးတိုင်းတာနေနေသူခိုးပါမာရဲ့ကန်သွင်းချက်ကိုတော့သူလုံးဝဒါကာနိုင်သွားတယ်ပေါ့เนาะเชลซีဘက်ကကျွန်တော်ကိုပေါက်ကန်တဲ့နေရာမှာသူ၃ကြိမ်တဲ့တယ်၃ကြိမ်တက်ပြီးတော့သူကိုရတယ်ဒါပေမဲ့အဲ့ပါမာကန်တဲ့ကန်ချက်ကသူတို့ကောင်းနေတယ်မှာပါတယ်ဒါပေမဲ့သူအဲ့ဒါပုတ်သွားတယ်ဆိုတော့သူမစိုးဘူးပေါ့เนาะဒါပေမဲ့အဲ့ဒါကလွှဲရင်ဗျဒီခေါင်းတိုက်လုံးနေဘာတွေဆိုတာမျိုးကမနေ့ပြောင်ဂိုးသမားအနေနဲ့တိတက်ပူပြီးတော့ကောင်းနိုင်ခဲ့တဲ့နေတာ ဲ့လုံကတော့ကျွန်တော်ကဂူသမားဆိုတာလည်းနောက်တန်းလို့ပြီးလို့ရှိရင်ဒီ RC James ကိုတားဖို့တားနိုင်ဖို့ကျူးပန်းမဲ့ခန္ဓာချူတို့ကိုပို့ပြီးတော့အပြစ်မြင်ပါတယ်သူတို့လည်းပဲ Andrew Unana အနေနဲ့ပေါ့နော်ဒီထက်ပိုတဲ့ကျွန်တော်ကောင်းနိုင်ခဲ့တင်နေဆိုတော့ Lindelof ရင်းနဲ့ပဲကျွန်တော်40ပြီးရတယ်တာမန်ပဲဘာမှတူတူကြပိုကောင်းခဲ့တာပိုလုံနိုင်ခဲ့တာကျွန်တော်ဘာမှမရှိဘူးအမြင်ပေါ်နဲ့ပတ်သက်လို့ရှိရင် Lindelof ဟာဘလို့မဲ့ယုံကြည်လို့စိတ်ချလို့ကျွန်တော်မရဘူး ဆိုလင်းနီလော့ဒီတော်တိုင်ပတ်ပါတယ်လင်းနီလော့ဒီတော်တိုင်ပတ်ပါတယ်တာမန်ချီဆွမ်းမယ်ရင်းနမကျွန်တော်40ပဲပြီးထားတယ်ဟယ်ရီမကွာရကျွန်တော်ရင်းနမကျွန်တော်50ပြီးထားတယ်သူကိုကတော့သူကံမကောင်းတာပေါ့ဗျာနော်ဆိုလူလေးနည်းနည်းကျွန်သွားပြီးတော့လုံးဝဂိုးမရခဲ့ဘူးတော်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 ကံမကောင်းတာပါတော်တော်ကံမကောင်းတာပါဟယ်ရီမကွာရအတွက်ကနော်ဒါအပြင်နောက်တန်းမှာလည်းသူတကယ်လုံးဝပေါ့နော်ကျွန်တော်ဒီတားနိုင်ခဲ့တာတွေကျွန်တော်ရှိတယ်ဟိုအတိုင်းအတာတခုကြီးသူ့ရဲ့ဟိုဟာကတော့ဗျာဘယ်လိုပြောမလဲ defense နဲ့ပတ်သက်လို့ရှိရင် error တွေပါကြီးလဲကျွန်တော်မရှိခဲ့ဘူးပေါ့နော်ဒါကြောင့်ကောင်းကြီးကတော့ ဟို injury ပြဿနာတွေပိုင်းလည်းမကြုံခဲ့ရဘူးပါညာ AC ပဲ rain နဲ့ကျွန်တော်5 tip ပေးထားပါတယ်เนาะသူအနေနဲ့ဘာ error တွေဘာပြောစရာတွေဘာ low edge ချက်တွေမှလည်းကျွန်တော်မရှိခဲ့ဘူးပေါ့နော် look shot rain နဲ့ကျွန်တော်4 tip ပဲပေးထားတယ်တာမန်ခြေစွမ်းမယ်သူတို့ကြကြာကြီးလုံနိုင်ခဲ့တာမျိုးတွေကျွန်တော်ဘာမှမရှိဘူးအမှားလည်းမရှိတလို့ကောင်းတာလည်းကျွန်တော်ဘာမှမရှိခဲ့ဘူးကိုစီမာရောက်တဲ့ဘောလုံးကိုသူများစီပြန်ပြီးဒါနဲ့ပဲအချိန်ကုန်ခဲ့တာနော်နီးပြကတော့ဘာဖြစ်လို့မှကျွန်တော်တို့ဒါလူတွေပိုင်းလဲခဲ့တာမဟုတ်ဘူးပေါ့နော်ဒီတိုင်းပဲကာကွယ်ခြင်းနဲ့ကစားမားတွေကိုကြိုတင်ကာကွယ်တဲ့သဘောနဲ့သူလဲခဲ့တာဆိုပြီးတော့သူပြောထားတယ် ဆိုတော့ master way rain နဲ့ကျွန်တော် 4D ပဲပြထားတယ်ဒီပွဲမှာကစားမအများစုကတာမန်ပါပဲเนาะဒီထက်ပိုပြီးတော့ကောင်းကြတဲ့ကစားမတွေဆိုတာကတော့အဲ့လောက်ကြီးကျွန်တော်မရှိခဲ့ဘူး master way ဆိုလို့ရှိရင်ဒီပွဲမှာဒီ mario kiro ဘာတို့ကိုကျွန်တော်တားတာတော့ okay ဆိုတော့ master way ကျွန်တော် rain နဲ့ကျွန်တော် 3D ပေးထားတယ် okay rain နဲ့4ကနေ short လိုက်မှာဘာလို့လဲဆိုတော့ mario kiro ကိုတားတာတော့ညံ့နေတယ်မှာပါတယ်ဦးသူဘာလုံးမလဲ mario kiro ဘာလုံးမလဲဆိုတော့ကျွန်တော်သိရတဲ့အတိုင်းသူခဏတိုင်းကြော်တာခံရနေပေါ့နော် သူ့ကိုကြော်လာပြီးတော့ area box တွေကိုဖြစ်တင်ဖို့ဒီကျွန်တော်ပြီးတာနေခဏတိုင်းခံရတာဘလို့မှအဆင်မပြေဘူးဆိုတော့မာဇရာဝီတည့်ရဲ့တန်းနေပေါ့နော်သူ့ကိုဘလို့ကြော်မလဲဒီကောင်ဘလို့ကြော်မလဲဘလို့ကဲမလဲဘလို့မျိုးပြီးမလဲကျွန်တော်သိနေတာပဲနော်ဒါပေမဲ့ဘာမှန်ကိုကျွန်တော်အနေနဲ့ဒီအဆင်မပြေခဲ့ဘူးမာဇရာဝီလုံးဝအကောင်းဆုံးတားနိုင်ခဲ့တာနေမရှိဘူး win back star ကျွန်တော်ပြောတယ်တိုက်စစ်မှာဘလို့မှဘာပန်ပူးမှုဘာမှမလိုက်နိုင်ဘူးနော် win back ဆိုပေမဲ့လို့လီလော့ဖြစ်နေရတယ်ကျွန်တော်အမြင်နဲ့မြင်နေရတယ်သူ့နေရာကိုအာမကြီးပဲအမြင်နဲ့မြင်နေရတယ် ဘလို့မှအဆင်မပြေပါဘူးမန်စတာဝီနေနဲ့နော်ဆိုတော့ဒါအပြင်ဘရူနိုဖာနက်စ်ရင်းနဲ့ကျွန်တော်လေးကြီးပဲပြီးထားတယ်။တာမန်မဲဂိုရီဘာရီကံဘူးကျူးပန်းတဲ့ဂိုးပေါက်တွေကိုလုံးဝမတိခဲ့ဘူးဘလို့မှအဆင်မပြေဘူး။ကက်ဆမဲရိုရင်းနဲ့ကျွန်တော်40ပြီးထားတယ်တာမန်မဲသူတို့ကြကြကြီးကောင်းခဲ့တဲ့ကစားမဆိုတော့ဒီပွဲမှာဘယ်သူမှကျွန်တော်ရှိမနေဘူး။ပက်ထရစ်ဒူဂူကတော့ဒီနေ့ပွဲမဆိုးဘူးလို့တော့ကျွန်တော်ထင်တယ်။မဆိုးဘူးဆိုတာဟိုမျိုးကြီးကောင်းတဲ့ဘက်တော့တအားကြီးတော့မဟုတ်ဘူး။ဒါပေမဲ့လို့ဘယ်တော့ချားကစားပိုင်းနဲ့ကျွန်တော်ရှိမယ်ဆိုလို့ရှိရင်ဒူဂူကအမြဲတမ်းနေရာလွတ်တေရှာနိုင်တယ်။ တော့သူ့စီကို switching play ကစားပြီးတော့ဘောလုံးတွေဘောလုံးလမ်းကြောင်းတွေပြောင်းလာနေကျွန်တော်ရှိတယ်။ခံစစ်မှာလည်းအတိုင်းအတာတစ်ခုတည်းသူတားဖို့ကျူးပန်းနိုင်ခဲ့တယ်တားနိုင်ခဲ့တာလေးတွေကျွန်တော်ရှိတယ်။ဒါကြောင့်မို့လို့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Patrick Dugu ကတော့ဒီဘက်မှာကျွန်တော်တို့မစိုးဘူးလို့ကျွန်တော်ထင်တယ်။ Rain နဲ့ပဲကျွန်တော်5 TP ထားတယ်။အဲနောက်တန်းမှာလည်းအဲ့လောက် GD သူ့စီကနေပြီးတော့အရင် NDA များတဲ့လုံတွေအများကြီးရှိခဲ့နိုင်မျိုးတွေကျွန်တော်မဟုတ်ဘူး။ဒါကြောင့်အော်အမလီ အဲ့တော့ perfect ဒူဂူကို range မှာကျွန်တော်5 ठी ပဲကျွန်တော်ပေးထားတယ်နော် armet ဒီအရလို range မှာကျွန်တော်5 ठी ကျွန်တော်ပေးထားတယ် armet အနေနဲ့ဘယ်လိုပြောမလဲဒီပွဲမှာဟိုတိုက်စစ်မှာလေဗျာနော်တယောက်ထဲလူလူကျွန်တော်ဖြစ်နေတာနော်သူစီဘောလုံးရပြီဆိုတော့ ਨੇ option ကမရှိတော့ဘူးတိုက်စစ်မှု resmess ကိုလည်းဘောလုံးကပေးလို့မရနော် master v ကလည်းကျွန်တော်လိုက်မလားကွန်းလေက finalist ကလည်း deep zone မှာကစားနေတော့ဟိုနောက်မှာကျန်ခဲ့အချိန်များစုနော်ကျွန်တော်ပေးတော့လေဘောလုံးကြီးကပြက် time mode နဲ့တင်အဆင်မပြေဖြစ်နေတာ ဒါတော့မှသူ့အနေနဲ့သူ့ရဲ့ထုံးစံတိုင်းပဲတယောက်ချင်းအလက်ထွက်လီဒီကနေတစဉ်ဂိုးပေါက်ဒီပါဒီကန်ခဲ့လို့မလီတလုံးများလာမသိဘူးဂိုးပေါက်တဲ့တယ်ဆိုပြီးတော့ကျွန်တော်ရတာမဟုတ်ရင်တော့တပွဲလုံးကျွန်တော်ကန်သွားတယ်ဘာမှန်ကိုကျွန်တော်လုံနိုင်ခဲ့တာမျိုးကျွန်တော်ရှိမှာမဟုတ်ဘူးမေဆန်မောက်ကျွန်တော်ဒီမေဆန်မောက်အနေနဲ့ဒါ off the ball movement နေဒီနေ့ပွဲစဉ်မှာအလုံးကျိုးသားတာတွေကျွန်တော်တော်တော်လေးသဘောကျတဲ့နေရာမှာပါတယ်ပေါ့နော်ဒါပေမဲ့လို့သူလည်းပဲအတိုင်းအတာတစ်ခုကြီးကျွန်တော်ကစားပြီးတော့လူသားလဲလဲရတယ်သူကစားတဲ့မိနစ်အတော်အတွင်းမှာတော့ဟိုဘယ်လိုပြောမလဲစူးစူးဝိုင်းသူကွင်းထဲမှာဖြစ်ခဲ့တာမျိုးကျွန်တော်မရှိပါဘူးနော်ဒီပွဲက ဟိုကျွန်တော် main set မှာကိုကျွန်တော်ရင်းနေမှာကျွန်တော် 4D ပဲတာမန်ခြေသွင်းမှာပြီးထားတယ် rest match ကျွန်တော်ရင်းနေမှာကျွန်တော် 2D ပဲပြီးထားတယ် white land ကဒီပွဲမှာအဆိုးဆုံးကစားမလို့ပြောလို့ရတယ် rest man white land ရဲ့အချင်းကြီးကတတော်ကိုစူးစူးပဲနော် europa league semi final ဒုတိယကြောင်မှာကျွန်တော်တကူးသွင်းတယ်ဘုံမောင်းတဲ့ပွဲဒီမှာတကူးသွင်းတယ်အော်သူမြန်ပြန်ပြီးတော့မြန်ပိုးကောင်းလာမလားပေါ့လေတချို့ပွဲတွေဆိုလို့ရှိရင်ကိုမသွင်းတာတောင်မှအဲသူ့ရဲ့အခြေဆက်ကလေးတွေကနေတစင်ကျွန်တော်တို့ကနော်ကောင်းနေဆိုပြီးတော့ကျွန်တော်မျှော်လင့်ကြတာဒီပွဲမှာကျွန်တော်ဘာမှဖြစ်လာတာမရှိဘူး နော်ဝိုင်လန်နဲ့ကျွန်တော်တို့ဒါယူရိုပါလိဖိုင်နယ်ကိုသွားလို့မရဘူးဝိုင်လန်ဒီပုံစံနဲ့ယူရိုပါလိဖိုင်နယ်ကိုကျွန်တော်ဘလူးမန်သွားလို့မရဘူးဒါအပြင်ကိုရီကဝိုင်လန်ရှိရဆိုပြီးတော့အမြင်ပေါ်တွေတောက်လျှောက်တွေတောက်လျှောက်တွေပို့တာဘလူးမန်အဆင်မပြေပါဘူးဆိုတော့နီးပြားဖြစ်သူရူဘင်အမ်မိုရီနီနဲ့ပေါ့နော်ယူရိုပါလိဖိုင်နယ်ကိုကျွန်တော်ပြင်တဲ့ဆင်တဲ့နေရာဖိုင်နယ်ကိုပွဲထွက်လူစင်းနေကျွန်တော်ထုတ်တဲ့နေရာမှာ Resman White ကိုပွဲထုတ်သည်မထုတ်သည်သူတရားစဉ်းစားသင့်နေပြီပေါ့နော်ဆိုတော့အဲကြောင့်ဒီပွဲကတော့အထူးကြီးကြီးကျွန်တော်တို့ပေါ့နော်ဒုတိယပြိုင်မှာဝင်လာတဲ့ Mainu တို့ Heaven တို့ Ugarte တို့နော်ဟိုဒီဘယ်လိုပြောမလဲကာနာချူတို့ဘာမှလုံနိုင်ကြတာမရှိဘူးကာနာချူတို့ကျွန်တော်တွေ့ကိုမတွေ့ရဘူးနော် Ugarte တို့ Eden Heaven တို့ကမှမင်းအဝါကက်တီပါတယ်ယူသွားသေးတယ်နော်ကာနာချူတို့ကျွန်တော်တွေ့ကိုမတွေ့ရဘူးနော်တွေ့ကိုမတွေ့ရဘူးတကယ်ပြတာလူသားဝင်လာပြီးတော့ပျောက်သွားတာပဲရှိရယ်နော်အရန်ကုန်မြတ်တခါတည်းမင်း Casemiro တို့ဖာနယ်တဲ့သူတွေနဲ့ပြန်ပါသွားသလားထင်ရတယ်ဆိုတော့အဲကြောင့်ဒီပွဲက ဘယ်ကစားသမားမှအတူတူကြကြကြီးကောင်းခဲ့တဲ့ဘောနော်ကျွန်တော်သာပွင့်မဟုတ်ဘူးဆိုတော့အများကြီးပြောကြတဲ့လူမျိုးတွေကျွန်တော်မထင်ဘူးညီကလို့နေနေရောဒီနေ့ပွဲစဉ်မှာအဆိုးဝါးဆုံးကစားမကဘာလို့ဖြစ်ခဲ့မယ်လို့ထင်ကြလဲခါတိုင်းလိုအကောင်းဆုံးကစားမတွေမပြောတော့ဘူးနော်ဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်